တညင်းကုန်းလက်ကားစီကြီးကိုစီမံခန့်ခွဲလုပ်ကိုင်နေတဲ့မြန်မာ Agro Exchange အများနဲ့သက်ဆိုင်သောကုမ္ပဏီ Limited MAEX က2024-2025ဘဏ္ဍာနှစ်အတွက်အစုရှယ်ယာတစုကိုအမျက်ဝေစု60ချက်ခွဲဝေပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။စက်တင်ဘာလ29ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ Trader အဖွဲ့အစည်းအဝေးကနေအမျက်ဝေစုခွဲဝေပေးဖို့ဆုံးဖြတ်ခဲ့ကြပြီးဒီကနေ့နိုဝင်ဘာ26ရက်မှာကျင်းပပြုလုပ်တဲ့နဝမအကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးမှာရှယ်ယာရှင်တွေကိုအတည်ပြုလိုက်တာပါ။2024-2025ဘဏ္ဍာနှစ်မှာ လုပ်ငန်းလည်ပတ်မှုအမြန်ငွေ26တန်းသမ69ဘီလီယံကျဝင်ငွေရရှိခဲ့ပါတယ်။ယခင်နဲ့ဝင်ငွေနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီတိုးတက်မှု9တန်းသမ400ရေနှုန်းတိုးတက်ရရှိပါတယ်။အဲဒီလိုပဲဒါယခုနှစ်အတွင်းမှာအလစားပွဲုံနဲ့ဒီအလစားပွဲုံများတိဆောက်ရောင်းချမှုနဲ့ဒါဈေးုံသစ်တစ်ခုဖြစ်တဲ့ဈေးုံအမှတ်9 ကုံရောက်လက်ကားယုံများတိုးချက်ဖွင့်လှစ်နိုင်ခြင်းတို့ကြောင့်လည်းဝင်ငွေများတိုးတက်ရရှိခဲ့ခြင်းဖြစ်ပါတယ်။အမေရေးရဲ့အမျက်ဝေစုခွဲဝေပေးနိုင်မှုကိုကြည့်ရင်2019ဘဏ္ဍာနှစ်နဲ့2019 2020ဘဏ္ဍာနှစ်မှာ30ကျပ်စီ2020 2021နဲ့2021 2022မီနီဘတ်ဂျက်ဘဏ္ဍာနှစ်တို့အတွက်120ကျပ်2022 2023ဘဏ္ဍာနှစ်မှာ120ကျပ်နဲ့2023 2024ဘဏ္ဍာနှစ်မှာ200ကျပ်အထိစံချိန်တင်ခွဲဝေပေးနိုင်ခဲ့ပါတယ်။ သို့တော်လည်းအခုနှစ်မတ်လ31ရက်နေ့မှာကုန်ဆုံးတဲ့2024-2025ဘဏ္ဍာနှစ်မှာတော့အမျက်ဝေစု60ချက်ပဲခွဲဝေပေးနိုင်ခဲ့ပြီးစုစုပေါင်းအမျက်ဝေစုခွဲဝေပေးမယ့်ပမာဏအဖြစ်ကျပ်တန်းပေါင်း2140.45လေးငါးကိုတုံးဆွဲသွားဖို့ဒရိုက်တာအဖွဲ့ကဆုံးဖြတ်ထားပါတယ်အစိုးရရရှင်တွေထံအမျိုးဝေစုခွဲဝေပေးခြင်းကို2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာစတင်ထုတ်ပေးသွားမယ်လို့လည်းနှစ်ပတ်လည်အစည်းအဝေးမှာအတည်ပြုခဲ့ပါတယ် MAES အနေနဲ့2024-2025ဘဏ္ဍာနှစ်မှာအတတင်အမြတ်ငွေကျပ်9ဘီလီယံနီးပါးရရှိခဲ့ပြီး2023-2024ဘဏ္ဍာနှစ်နှစ်တိုင်းရှင်ရင်ငွေကျပ်1.236ဘီလီယံမြင့်တက်လာခဲ့ပါတယ်။ MAES ကိုအများပိုင်းကုမ္ပဏီအဖြစ်စတင်တည်ထောင်ချိန်မှာမူလရှယ်ယာတန်ဖိုး1000ကျပ်နဲ့ရှယ်ယာရှင်တွေစတင်ထည့်သွင်းကအကောင့်ထည့်ဖော်ခဲ့ပြီး2023ဇူလိုင်လ3ရက်နေ့ရန်ကုန်စတော့အချိန်မှာစည်ရင်းဝင်ချိန်မှာတော့1800ကျပ်နှုန်းနဲ့ရောင်းချခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗနာနစ်ကုံမှာ MAEH ရဲ့ရှယ်ယာစင်းတော့ကတစုကို3250ကျပ်အထိရောက်ရှိခဲ့ပြီးနောက်စည်ရင်းဝင်ချိန်ရှယ်ယာတန်ဖိုး1800ကျပ်နဲ့နှိုင်းရှင်ရင်နှစ်နှစ်အတွင်း80.56ရာခိုင်နှုန်းမြင့်တက်လာတာကိုစည်ရင်းတွေအရသိရှိရပါတယ်။ကုမ္ပဏီရဲ့ရေရှည်ဝင်ငွေအဖြစ်ရှမ်းပြည်နယ်တောင်ပိုင်းမှာ Assembly Market စီမံကိန်းတစ်ခုကိုစတင်အကောင့်ထဲပို့နေပြီလို့လည်းသိရှိရကြောင်းပါခင်ဗျာ။